Hello အားလုံးပဲမင်္ဂလာပါအခုသင်ခန်းစာမှာကျွန်တော် SQL ကကျွန်တော် limit လောက်တဲ့ဟာကိုကျွန်တော်ပြောပြမယ်နော် Okay ဘယ်ချိန်မှာဘယ်ချိန်မှာသုံးရမလဲဆိုတာကိုကျွန်တော်မပြောခင်တစ်ချက်ဒီဟာလေးကိုအရင်ကြည့်ကြည့်လိုက်နော် query လေးကို select star from user ကျွန်တော် user table ထဲမှာ data တချို့ကျွန်တော် fill လုပ်ထားတယ်နော် data နည်းနည်းကျွန်တော်ဖြည့်ထားတယ် okay အဲ့တော့ select star from user USERS user okay LIMID limit ဆိုတဲ့ keyword ကိုကျွန်တော်လာပြီးသုံးမယ်ပြီးလိုက်ရင်အခုကျွန်တော်ကဒီကောင် limit က record တွေကျွန်တော်လိုချင်တာဘယ်ကနေဘယ်ထိလိုချင်လဲဆိုတဲ့ဟာမျိုးမှာကျွန်တော်သုံးတာเนาะ okay ကျွန်တော်သူ့မှာစတဲ့ဟာ0နဲ့စတယ်เนาะ index နဲ့တော့0ကနေပြီးတော့စတယ်ကျွန်တော်ဘယ်နှခုလိုချင်လဲဆိုတာကိုတောင်းပြီးထပ်ပြီးဖြည့်ပေးရအောင်เนาะဥပမာကျွန်တော်နှစ်ခုလိုချင်တယ်ပေါ့0ကနေစမယ်နှစ်ခုလိုချင်တယ်အဲဆိုကျွန်တော်တို့1 2ဆိုရဲအဲ1နဲ့2နဲ့ record နှစ်ခုပထမဆုံး record နှစ်ခုလာပြီးတော့ထုတ်ပေးလိမ့်မယ်เนาะ โอเคลาပြီးတော့နှိပ်ကြည့်လိုက်ဒါဆိုလို့ရှင်အာဒီမှာ ID 1နဲ့2နဲ့ဟာကိုကျွန်တော်လာပြီးထုတ်ပြီးရတာပထမဆုံးတွေ့တဲ့ record နှစ်ခုเนาะနှစ်ခုလာပြီးထုတ်ပြီးရတယ်။အဲ့လိုပဲကျွန်တော်အော်နောက်ထပ်24ကိုကျွန်တော်ထုတ်ချင်တယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ကျွန်တော်က24ဆိုတော့ကျွန်တော်2ကနေလာပြီးတော့စမယ်ပြီးတော့လို့ရှိရင်နောက်ထပ်2ခုယူမယ်အဲ့လိုပြောချင်တာเนาะဒီမှာ4မဟုတ်ဘူးเนาะဒီကစမတ်ဒီကဆုံးမတ်မဟုတ်ဘူးအာ နောက်ထပ်ဘယ်နှခုလိုချင်လဲဆိုတော့ဒီမှာ3ခုဆိုလို့ရှိရင်အာ 2 3 4ပေါ့အဲ့လိုမျိုး3ခုကျွန်တော်တို့စီထွက်လာမှာဒါပေမဲ့ကျွန်တော်နှစ်ခုပဲယူမယ်ပေါ့โอเคဒီလိုပုံစံမျိုးပေါ့ဒါဆိုလို့ရှိရင်လာပြီးနေလို့ရှိရင်3နဲ့4နဲ့နှစ်ခုကိုကျွန်တော်လာပြီးတော့ထုတ်ပြီးလိမ့်မယ်အဲ့တော့ဒီကကျွန်တော်ဘယ်ချိန်မှာသုံးမှာလဲဆိုတော့ um ကျွန်တော် pagination လောက်တဲ့အချိန်မှာသုံးမှာနော်ကျွန်တော် pagination တော့အကြီးကျွန်တော်မရေးဘူးကျွန်တော်ရေးချင်တဲ့ပုံစံကိုအခုတော့ကျွန်တော်မရေးပြသေးဘူးနော်ကျွန်တော် project လုပ်မှကျွန်တော်ရေးပြမယ် pagination paint x ကိုကျွန်တော်တစ်ချက်လာပြီးဖွင့်လိုက်မယ်ကျွန်တော်ရဲ့ UI မှာ come on okay ကျွန်တော်တို့ရဲ့ UI ကိုကျွန်တော်ဖြစ်ချင်တဲ့ပုံစံလေးကျွန်တော်အရင်ပြမယ်เนาะ shape တခုလာပြီးယူလိုက်မယ် okay ဒီမှာဒီမှာကျွန်တော်စာသားတခုလာပြီးရေးလိုက်မယ် okay ဒီလိုမျိုးပုံစံပေါ့เนาะဒါဆိုလို့ရှိရင်အနောက်ကိုပြန်သွားတဲ့ဟာပြီးတော့ရင်ကျွန်တော်ကအာအဲ့ဒါကိုကျွန်တော်လာပြီးယူလိုက်မယ် โอเคဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်လာပြီးနှိပ်လို့ရှိရင်ပထမဆုံးအာနောက်ပြီးကျွန်တော်တို့ရဲ့ URL address ပါမှာဘယ်လိုဖြစ်နေမလဲဆိုတော့အာဟိုမှာ user ရေအကုန်လုံးကြည့်မယ်ပေါ့ .php question mark page equal 1 okay 1ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆုံးအာဒီရမှာရှိတဲ့အာ browse ကိုလာပြီးနေဒီ1ဖြစ်တယ်ဆိုဒီပထမဆုံးဥမာနှစ်ခုဟိုတစ်ပိချ်မှာနှစ်ခုပြီးထုတ်ပြမယ်ဆိုပါဆို1နဲ့2နဲ့ကျွန်တော်လာပြီးတော့ထုတ်ပြမယ် เนาะအဲ့လိုပဲဒီမှာ user မှာ2ဖြစ်တယ်ဆိုလို့ရှင်အာ3နဲ့4နဲ့ကိုလာပြီးထုတ်ပြရမှာပေါ့เนาะ page မှာ page က4ဖြစ်တယ်ဆိုလို့ရှင်အာ finances နဲ့ okay အဲ့လိုမျိုးလာပြီးထုတ်ပြရမှာပေါ့ဒီမှာလာပြီးနှိပ်လို့ရှင်ဒီမှာ3ပြောင်းရမှာ3ဆိုလို့ရှင်အာ finances နဲ့လာမှာပေါ့เนาะ okay 1ဆိုလို့ရှင်1နဲ့2နဲ့လာမှာ2ဆိုလို့ရှင်အာ3နဲ့4နဲ့လာမှာ3ဆိုလို့ရှင်5နဲ့6နဲ့လာမယ်โอเคဒီလိုမျိုးကျွန်တော်တို့လုပ်တဲ့အချိန်မှာတုံးပါเนาะ โอเคဒီဒီ project ကိုရောကျွန်တော်တို့အာ project ရေးတဲ့အခါရောက်မှကျွန်တော်တေချာနောက်တစ်ခေါက်ပြန်ပြီးပြောပြမယ်နော်အားလုံးပဲကျေးဇူးပါ